လူဘဝမှာဥဒ္ဒိုမဖြစ်ရှင်နေကလေးစေအကုဒ္ဒိုမဖြစ်စေနဲ့အခုထိုင်းလူမျိုးတွေလုံထားတဲ့ပုံစံလေးကြည့်ပါဦး။နောက်ကထိုင်းစာတွေနဲ့တွေ့ရတဲ့အတွက်ထိုင်းလူမျိုးတွေလို့ကျွန်တော်အနေနဲ့သတ်မှတ်ပြီးတော့ပြောရခြင်းဖြစ်ပါတယ်။ဒါကဘာသာရေးကိုစော်ကားခြင်းတစ်ခုဖြစ်တယ်။ဒေချာလေးကြည့်နော်။သူလုံးသောတဲ့ပုံစံက စားခြင်းတဲ့အရာကိုစားပြီးတော့ဖုံးတွေကနာယီကိုလေးထောက်ပြထားတယ်ဆိုတော့ကုသိုလ်မဖြစ်ခြင်းနဲ့အာကုသိုလ်မဖြစ်စေနဲ့ဒီတော့သူတို့တွေကဘုရားကိုတော့ကိုးဝေတယ်ဒါပေမဲ့ထေရဝါဒမဟုတ်ဘူးမဟာယနာတွေဖြစ်တဲ့အတွက်မိမိတို့ယုံကြည်ကိုင်းဆိုင်တယ်လို့မကိုင်းဆိုင်ဘူးဒါကိုထောက်ပြရခြင်းလို့ဖြစ်ပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါလူဘဝမှာ ကုသိုလ်မဖြစ်ရှင်နေပါလေစေအကုသိုလ်မဖြစ်စေနဲ့အခုထိုင်းလူမျိုးတွေလုံထားတဲ့ပုံစံလေးကြည့်ပါဦးနောက်ကထိုင်းစာတွေနဲ့တွေ့ရတဲ့အတွက်ထိုင်းလူမျိုးတွေလို့ကျွန်တော်အနေနဲ့သတ်မှတ်ပြီးတော့ပြောရခြင်းဖြစ်ပါဒါကဘာသာရေးကိုစော်ကားခြင်းတစ်ခုဖြစ်တယ်။ပေချာလေးကြည့်နော်။သူလုံးသွားတဲ့ပုံစံက စားခြင်းတဲ့အရာကိုစားပြီးတော့ဖုံးတွေကနာယီကိုလေးထောက်ပြထားတယ်ဆိုတော့ကုသိုလ်မဖြစ်ခြင်းနဲ့အကုသိုလ်မဖြစ်စေနဲ့ဒီတော့သူတို့တွေကဗုဒ္ဓဘုရောကိုယ်ဝေတယ်ဒါပေမဲ့ထေရဝါဒမဟုတ်ဘူးမဟာယနာတွေဖြစ်တဲ့အတွက်မိမိတို့ယိုသေးကိုင်းဆိုင်တယ်လို့မကိုင်းဆိုင်ဘူးဒါကိုထောက်ပြရခြင်းလို့ဖြစ်ပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါ